်ဘုရားသခိုးတည်းလည်းပေါ်ရတာဗမာပြည်ကျွတ်တော့ပဲမြတ်မရကုတော်ကြီးခိုးသွားပြီးမိမလုတ်တဲ့လူကပလိတ်တဲ့ရင်နဲ့လိုက်လာတော့ရဲရရှိရတဲ့ရင်နဲ့လိုက်လာတော့တရားနာပြည်သားဘုရားကိုကောင်းမှုချုပ်ပြီးတက်နေပြီအဲဘယ်တော့သိုးတော့ဘုရားကိုင်းသိမ့်ပြီးသေခြင်းစိုးနဲ့တော့သေကုန်တော့အဲ့ဒါရဲကမေးတယ်အဲ့ဒါဘသူတော့လို့ဆိုတော့ဒါကျုပ်လင်လာနေမကောင်းလို့ပါအဲကောင်းသေးလားဘုရားသူ့လင်လို့ ရတော်တရားရှိဘလောက်တရားဆွဲလိုက်ဟုတ်သားတော်ဆိုးတယ်မိမဒါကြောင့်ဖရာသခိုးတွေပေါ်တယ်အဲ့ဒီအခုအဲ့ဒီစီသူရှင်ဖရာကလေတရားနာပြီးသားဖရာကသာလက်လေးသိပကံကတတ်ပြညို့ဖရာကိုတော်မြတ်ကြီး ਨੇ ဟောတကူးချင်းပြိုင်တယ်ဗျဖရာကပြိုင်တာမဟုတ်ဘူးလူတွေကပြိုင်တာပြိုင်တယ်ဗျဖရာကပြိုင်တာမဟုတ်ဘူးလူတွေကပြိုင်တာလူလူချင်းပြိုင်ကြည့်လေ ပကံကလူတွေကဘာပြောလို့နဗေလေးနဲ့ဟေးတို့ကကျုံသုံးတန်ဝိုင်းနဲ့ပကံတိုင်းလားကွာနဗေနဲ့ဒီတော့ပခန်းသားကလည်းမခံဘူးဟေးတို့ကလည်းငရုတ်တဝိထောင်ပခန်းသားကွာပကံကပြောတယ်မင်းတို့စကားမဆက်ဘူးတဲ့တို့ကနဗေနဲ့ကျုံသုံးတန်ဝိုင်းပကံတိုင်းနဗေလေးနဲ့တဲ့မင်းတို့ကငရုတ်တဝိထောင်ပခန်းသားဆိုတော့မဆက်ဘူးတဲ့ ပခန်းသားကလည်းသကဒတ်ဆိုတော့မဆက်ရင်လည်းအဲ့ဒီငရုတ်ချွေးသွေးပြီးမင်းတို့မျက်စီထဲခတ်ကြည့်ပါလားတဲ့ဂျလောက်ကကူးတယ်ပခန်းသားနောက်ဟဲ့ဖျားပွဲအစီပြိုင်မယ်ကွာဖျားပွဲအစီပြိုင်မယ်ကွာဆိုတော့တရားနာပြေးတာအဲ့ဒီပခန်းကစပြောဟဲ့တို့ပခန်းစီသူရှင်ကတဲ့ဖျားပွဲလာတာလူမပြောနဲ့ကွာတဲ့ခွေးကြီးကိုအကောင်ကားရကွာအဲခွေးနဲ့စားတယ် ပြီးတော့ပကံကနောက်ပြောဆိုတော့နိုင်မှာပေါ့ဗျာပေါ်ဦးနဲ့ရှင်မြင်ဘူးသီးအကြီးပြိုင်တာလို့ပေါ့ဘာပြောတော့ပကံကဟေးမင်းတို့ပကံစီသူရှင်ဘုရားကခွေးကြီးအကောင်900ဟောတို့ပကံတပ်ပြင်းမျိုးဘုရားကြီးကဖျားဝဲလာတာလူမပြောနဲ့ခွေးကြီးကိုအကောင်တစ်ထောင်กว่าပကံကဘယ်လောက်နိုင်သွားပကံကဘယ်လောက်ရှုံးတော့အဲ့ဒါခင်ဗျားတို့အနေနဲ့သာရှုံးနေတာပကံစကားနားထောင်ကြည့်ဟေးတို့က ခွေးကြီးအကောင်900ဆိုတာငါလူတို့ဟောခုံးချခမ်းမှလို့ပြောနေမှာခွေးนี่ခွေးနဲ့ခွေးချမ်းခွေးပိန်ဟော်တွေမပါသေးဘူးဒါကြောင့်ရှုံးရကနိုင်အောင်ပြောအဲ့ဒီပခန်းသားတွေကခုခေတ်ထဲမှာလှတော်သားအပြောထွားတယ်ဆိုလို့လားပြိုင်နေတယ်ဗျာပြိုင်တော့လှတော်ရွာပေါက်ကလေးလေးတွေ့ဟဲ့ကလေးအားလုံးညမင်းပဲရွာသားတယ်ကျုပ်လှတော်သား လာခဲ့ပြီပြီတော့လာတော့သားရှာနေကောလာခဲ့မင်းဘိုက်ကိုဖောက်စားဘိုက်ဖောက်စားမယ်ဆိုတော့ကလေးလေးကပြောတယ်ဗျာတဲ့စားခြင်းဘိုက်တော့မဖောက်ပါနဲ့တဲ့ခင်ဗျားတို့ကြုတ်ယိုကျွေးပါမယ်အဲ့ပြီးရောလူကြီးနဲ့ပြောခဲ့ကလေးနဲ့ပြန်ပြေးခဲ့